အော်တိုဘာလ19ရက်နေ့အတွက်တနေ့တာဟိုတယ်လေးဖြစ်ပါလေကြကျွန်တော်မိတ်ဆွေများရဲ့တနေ့သားမှာကန်ကျုပ်ပြရကောင်းနေတဲ့လုပ်ငန်းတွေလုပ်ပြီးကိစ္စတွေတနေ့တာကန်ကောင်းလက်ရှင်စီဖို့အတွက်အာပြုဝစ်စင်သုံးဆွဲသင့်တဲ့ရောင်လေးတွေကန်ကောင်းလက်ရှင်စီတဲ့ကနန်းတွေနံပါတ်တွေကိုယ့်ရဲ့ရောင်းပုံပစ္စည်းတွေရောင်းရတွေတက်စီဖို့လုပ်ငန်းတွေတိုးတက်စီဖို့အတွက်ပြုလုပ်သင့်တဲ့ရေရာ ။တနေ့တာကန်ဒီယာရဲ့အထောက်ပံ့တွေရရှိစေဖို့အတွက်လှုပ်ဆောင်သင့်တဲ့ရဲရဲစသဖြင့်ကျွန်တော်နေ့စဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါရစေ။မိတ်ဆွေခုနှစ်သားမီးပေါင်းအင်းနဲ့ညီငယ်တာယာရှိနိုင်ကြပါသည်။မိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါသည်လို့လိုက်လိုက်လေးလေးမြစ်တာဖို့ဆုတောင်းအပ်ပါတယ်ခင်ဗျာ။ဒီနေ့2025ခုအောက်တိုဘာလ19ရက်နေ့ တနေ့ကလေးနေ့တနေ့သာအတွက်တနေ့သာဟောဇန်လေးဖြစ်ပါလေကြဒီနေ့ကမိတ်ဆွေခုနှစ်သားသမီးများအနေနဲ့အတွေ့တော်အတွေ့ဆက်ငွေချင်းငါငွေချင်းဆိုင်ရာအလုပ်တွေရေကိစ္စအမွေကိစ္စအချီရေးအိမ်တော်ရေးအိမ်ကြီးရေးကိစ္စတွေညီဖုံးပဲပြောင်းအယောင်းွယ်လုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါလေကြဒီနေ့တော့ကန်ရရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဖြူရောင်အဝါရောင် ညံပြပါတဲ့ဝိစားသုံးဆောင်တွေကိုအာပြုဝိစေသုံးဆွဲတင်ပါတယ်ဒီနေ့တနေ့သာအတွက်ကံကောင်းလက်ဖင်စီတဲ့ကနန်းတွေနံပါတ်တွေကတော့နှစ်ကနန်းငါးကနန်းတို့ဖြစ်ကြပါတယ်ဒီနေ့မှာမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စီဖို့လုပ်ငန်းတွေတိုးတက်စီဖို့ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းလုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုကျွေပကံများတစ်ချက်နဲ့ကျွေပကံများတိတိကျကျပေါ်ပြကျွေပကံများလေးတစ်ချက်နဲ့ တုတ်ခောက်ပြီးတော့ဆူတောင်းတင်ပါတယ်ဗျတအားခောက်ပြီးတော့ကြွေပန်ကွဲမယ်နော်ဒီနေ့ကံပွင့်ကံမြင့်စီဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ပဲတော့မုတ်ကျုပ်ကော်ဖီတမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ရပါစေကိုစိတ်နှပြချမ်းမာချမ်းသာစွာဖြစ်လဲလူရာဆန္ဒမှန်သမျှပြေဝတော်မူနိုင်ကြပါစေခမညာ